င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ရင်းမြွနယ်မှာစစ်ကြောင်းလို့နေစစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ကပုံကျိတောင်းပါဝင်ဆက်နောက်သိဆောင်မွန်ပြင်းနယ်ရင်းမြွနယ်တွင်စစ်ကြောင်းထုတ်နေဂျပန်စစ်တပ်ကိုတုံရဆက်လိုက်တိုက်ခိုက်ရမှာစစ်တပ်ကပုံကျိတောင်းပါဝင်ဆက်နောက်သိဆောင်ကြောင့် Monster Revolutionary 4မှာပြောရေးဆိုခွင့်ရှိသူမိတလာညာကပြောရင် အော်တိုဝါလောက်ဆိုင်နေမနက်9:00နာရီခန့်ချိန်ရင်းမြုံနယ်ကနေကမော့ရွာနီစစ်ကြောင်းတွန်းလိုက်ချန်ဖန်စစ်တပ်ကိုတွန်းလိုက်တပ်တွေကပျောက်ကြားစနစ်နဲ့ကြားပြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကတက်ကြွကြီးတောင်းပောင်းဝင်နှောင်းသိမ်းဆုံးပြီးတွန်းလိုက်မှာမိတ်တဖွဲ့နဲ့ဒီကိုင်းမရှိပြန်လဲဆောက်ခွန်နိုင်ခဲ့တယ်အလားတူယနေ့ညနေ၄နာရီခန့်မှာအောင်သာရွာနဲ့လိမ္မော်ချန်အကလန်ဒီမှာဂျပန်စစ်တပ်စစ်ကြောင်းကိုတွန်လိုင်းတပ်တွေတိုက်ပွဲတွေကထပ်မံကြပြတ်တိုက်ခိုက်စဉ်တိုက်ပွဲမိနစ်၃၀ခန့်ဖြစ်ပွားပြီးစစ်သားတအုပ်သေးဆုံးကတေယုထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေါက်တာဒေါ်မလာစတီးရနဲ့မော်လဲဆန္ဒနာရေးကံကျဲအောင်တပြေဖုံးကြည့်တောင်းနေမှာရှာဂျပန်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံနှလုံးကျဲကြခြင်းနဲ့လက်နက်ကြီးပြခတ်တိုက်ခိုက်ခြင်းတို့ကြောင့်စစ်သားတောင်းဒေဆောင်ကတောက်တိကတည်းကရှိခဲ့ကြောင်းအော်တိုဘာလာစနေရနေ့မနက်7:00နာရီ10မိနစ်ခန့်ချိန်မှာလဲဘေလမိုင်းကျဲမှာဧကပါစရာနေကိုစစ်ကြောင်းဒေါ်လိုင်းဂျပန်စစ်တပ်နဲ့တိုက်ပွဲမိနစ်30ခန့်ဖြစ်ပွားကစစ်တပ်ဘက်ကပုံကြီးတောက်ပအောင်ရှင်းဦးဒေဆောင်ကငေါ့တမနဲ့တိကတည်းကရှိခဲ့တယ် စောမတိုင်းခိုက်မှုကိုဒေါ်လိုင်းမှာပဲပူပေါတခေါ်ရဖြစ်တဲ့မော်ပြေဒေါ်လိုင်းတက်ရေးပြည်သူကားကိုရတက်ရများတက်တော့ KNL တိုင်းနဲ့ဆက်ကောတခွဲတက်ပြွာ33ဒေါ်နာချင်မုံရေးတက်ခွဲနဲ့တပင်ရွှေရီတက်တို့ကပူပေါလုံဆောင်ခဲ့ပါတယ်ဆက်လက်ပြီးတောင်းတာမြို့နယ်ရုံးစင်ကြီးအောင်မှာတက်ဆွဲတိုင်းစတဲ့ကိုတိုင်းခိုက်မှုစစ်သား6အသေးဆုံးဆုံးစစ်တက်ကရင်းရွာမှာအမျိုးသမီး6ကိုမတိုင်းချင်းခဲ့ပြည်သူနယ်ကိုတက်ပြန်ခဲ့မန္တလေးတိုင်းတောင်းတာမြို့နယ်ရုံးစင်ကြီးအရှင်နေနေမှာတက်ဆွဲထားတဲ့ အကြပ်ဖက်စစ်တပ်ကောင်ရတိုက်ခိုက်ရာစစ်တပ်ဘက်ကကြောင်းအသေးဆုံးကြောင်းမြင့်ချန်ခဲအမှတ်တုံးတိုင်ပြောရေးဆောင်ခွင့်ရှိသူဗိုလ်မှူးထုကပြောတယ်။အော်တိုမလော့၁၇ရက်နေ့တောင်တာမြို့နယ်ရုံးစင်ကြီးအဝင်းလမ်းပေးရှိနေနေမှာတပ်ဆွဲထားတဲ့အကြပ်ဖက်စစ်သားတွေကိုမင်းသားကြီးစစ်သားကနေဦးဆောင်ပြီး60မမ40မမလက်နက်ကြီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတိုးတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကကြောင်းအသေးဆုံးမြို့တော်လင်းတပ်ဖွဲ့နဲ့ထိခိုက်မှုပြန်လည်ဆုံးခွနိုင်ခဲ့တယ်။ရုံးစင်ကြီးကျအဝင်းလမ်းပေးဝဲရတရှောင်းမှာရှိပြည်သူပိုင်နေနေမှာတက်ဆွဲထားတဲ့စစ်ကိုရင်ကို60မမ40မမ လက်နက်ငယ်ရည်နဲ့တအားပစ်ခတ်တိုက်ခိုက်တယ်လက်နက်ကြီးတိမှန်ပြီးစစ်ခွေးချောင်းကတင်းဆောင်တယ်အစောပိုင်းရုံစီကြီးအားမှာဂျပန်စစ်တပ်ကစတရီမာလ15ရက်ဆက်ချောင်းနဲ့16ရက်နေ့တို့မှာအသက်16နှစ်ကနေ56နှစ်ရွယ်အမျိုးသမီး၆ဦးကိုအုပ်စုဖွဲ့မှပြုကျင်းပြီးကျေးအား45နှစ်ရွယ်ကိုရဲနဲ့56နှစ်ရွယ်ကိုတောင်းညွန့်တို့ကိုလည်းရရဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့ပါတယ်ဆလပီဝလက်မြွနယ်ရှိတမန်တရာစတင်ကြောင်းပါဝင်ရာသားကြီးအားကိုစစ်တပ်ကလင်း ဂျီယိုကော့ပတာဆက်တက်လေဒီရဲ့နဲ့နေ့စဉ်ပေါ်ကျတိုက်ခိုက်မှုပြည်သူ့ကြောင့်ထိခိုက်ဒဏ်ရာပြီးအစာအုပ်တွေပြန့်စီဇာကိုင်းနေဝက်လက်မြို့နယ်မှာရဲ့တမန်တာရွာစတင်ကြောင်းပေါင်းပြီးရွာသားကြီးရွာကိုကျပ်ပတ်စစ်တပ်ကလေယာဉ်ဂျီယိုကော့ပတာဆက်တက်လေဒီရဲ့နဲ့နေ့စဉ်ပေါ်ကျတိုက်ခိုက်ခြင်းကြောင့်သူကြောင့်ထိခိုက်ဒဏ်ရာရပြီးတော့အစာအုပ်တွေပြန့်စီခဲ့ကြောင်းနေဦးအောင်ဘွယ်မှာတောင်းရစ်သူကပြောတယ်အော်တိုဘောလ14ရက်နေ့မိုးလဲတနိုင်း50မိနစ်ခန့်မှာ ဝက်လက်မြွနဲ့သမန်သားကြာစာတင်ကြကိုဂျပန်စစ်တပ်ကစစ်တပ်လေလီနဲ့စင်းနဲ့ပုံစံတိုက်ခိုက်ခဲ့ကြ။အဂျပန်စစ်တပ်ပုံစံတိုက်ခိုက်မှုတွေမြို့သားတောင်းနဲ့မြို့သမီးတောင်းတို့အထိခိုက်ဒဏ်ရာရရှိပြီးစာအုပ်တွေပြင်ဆင်ခဲ့ပါတယ်။ထို့ပုံစံတိုက်ခိုက်မှုတွေပောက်ကွဲခြင်းမရှိဘဲဘုံတလုံးကိုရှေ့ဖို့ခဲ့တဲ့အတိုင်းတင်တဲ့ဝက်လက်မြွနဲ့ပကပါတို့ကပူပေါင်းရှင်းနေပေးခဲ့ကြောင်းသိရတယ်။ အလားတူအော်တိုဘလော့59နိမနက်10:35မိနစ်ကမှလည်းဂျပန်စစ်တပ်ကဝက်လက်မြေနဲ့ရာသီကြီးကြီးအကိုဂျီယိုကော့ပတာ3စီးနဲ့ပုံစံတိုက်ခိုက်ပြီးပြည်သူတွေထိခိုက်မှုရှိကြောင်းကျောင်းသားကြီးရွာကိုဂျပန်စစ်တပ်ကအတူဘလော့ဆတ်သွန်းနေကနေစတင်ပြီးလက်ရှိချိန်ထိလေရင်ဂျီယိုကော့ပတာတွေနဲ့လေဆေပေါ်ကျတိုက်ခိုက်နေခြင်းဖြစ်ပြီးပြည်သူလည်းဥတီခိုက်တဲ့ရာကရွာလုံးစုထွက်ပြေးတင်ရှောင်နေရတယ်။ ဆက်လက်ပြီးတောင်သားနယ်ထဏောင်းကုန်းပြူရွာကိုကျောင်းဆင်မမနယ်ပြကံမှုပြုံနယ်ဒီကိုင်းမဲလေးတိုင်းတောင်သားမြို့နယ်ထဏောင်းကုန်းပြူရွာနယ်ကိုဒေသတော်လိုင်းတပ်တွေကကျောင်းဆင်မမလက်နက်ကျင်းနဲ့တောင်းပြကတိုက်ခိုက်ခဲ့လို့ပကံကလုံးတက်ကတရင်ထုံပြန်နဲ့မနေ့ကထုတ်ပြန်ကြတဲ့မှာဂျပန်စီအုပ်စုဝင်နေနဲ့နောက်လိုက်ပြူစော်တွေတက်ဆွဲထားရထဏောင်းကုန်းပြူရွာနယ်ကိုကျောင်းဆင်မမရဲ့ဒရက်ဆက်ပြစ်တင်တိုက်ခိုက်ခဲ့တဲ့တိုက်ခိုက်မှုတွေပြူစော်တွေနဲ့ဒဏ်ရာသွားပြီးတခြားတိုက်ခိုက်ပွဲရှိခဲ့လို့သိရပြီးဒီစစ်စင်ရဲကိုပကံကလုံးတပ်ဖွဲ့အနေနဲ့ပြုလုပ်ခဲ့ရဖြစ်ပါတယ် ဆက်လက်ပြီးအထူးကရာကိုစက်တက်ပုံစံပြည်သူချုပ်ဒီကိုင်းကရင်မျိုးသားစိယံကဲနုတမလီမိတ်တဝဲခိုင်တိကိဒေတာကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းကနေတမတ်တိုက်ခိုက်တဲ့ပြည်သူချုပ်ဒီကိုင်းမှုရှိခဲ့တယ်လို့ကရင်မျိုးမိတ်တဝဲခိုင်ကသတင်းထုတ်ပြန်တယ်။အော်ဒီဝါလဆလီယန်နေ့လယ်ပိုင်းမှာတဝက်မြို့နယ်ထိကေကျာကိုစစ်ကောင်စီကပုံကျဲခဲ့လို့အစအုပ်ထိကိုက်ပြင်စီကပြည်သူ့အချုပ် ထရရခဲ့လို့လည်းတည်ပေးတယ်ထိခိုက်တယ်ရသူရေတော်ကတော့ဖော်ပြထားခြင်းမရှိဘူးစေကောင်းစေတန်း KNU မိတ်တွယ် KI သိပိုက်ထားတဲ့ TK ရကအော်တိုဘတ်ရှက်ကစားပြီးလေးချောင်းကနေဘုံနေစတိုက်ကျခဲ့တယ်အော်တိုဘတ်ရှက်နေမနက်မှာဝိုက်တွဲနဲ့ဘုံတီ40ကျော်ကျဲစားတိုက်ခိုက်ခဲ့တယ်လို့နေခင်းပိုက်မှာတိုက်လင်းနဲ့ပုံချဲခဲ့တယ် အော်တိုမဆန်လေးမှာလေးကြောင်းတိုက်ခိုက်မှုမှာကျေးရွာထဲမှာနိုင်ငံကျန်းရှိနေပြည်သူတို့ထိခိုက်တာဖြစ်တယ်လို့ KNN လေးတက်မှလေးတိုင်းသတင်းမြစ်ကပြောတယ်။အနာသိန်းစစ်ကောင်စီအထက်ကပါဝင်နိုင်ငံတော်မှာလက်လွဆုံရှုံထားတဲ့နေမြေဒေသတွေကိုလေးကြောင်းစစ်စင်ရှင်မြလောက်ဆောင်နေလို့ပြည်သူတွေဆုံးထိခိုက်မှုကြာခဏဖြစ်ပေါ်လျက်ရှိပါတယ်။ဒါကြောင့်ပြည်သူစည်းသတင်းရှိဖို့လေးကြောင်းအကောင်ကြီးဆိုင်လိုက်နာကြဖို့တိုက်တွန်းလို့ဆိုတယ်။ဆက်လက်ပြီးဆင်းရဲဆွရွေးကောက်ပွဲကိုတည်မှန်ပြုဖို့အာဆီယံကိုတိုက်တွန်း။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအနာသိန်းစစ်ကောင်စီကဥဆောင်ကျင်းပမယ့်ရွေးကောက်ပွဲက အခြေခံတရားဝင်မှုတွေနဲ့မကိုက်ညီတဲ့အာဆီယံဘက်ကအသိမှန်ပြဖို့အမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးအားထိုင်းကနေတိုင်းနိုင်ငံသားရဲ့ဝင်ကြီးအောင်နဲ့မြန်မာရေးစံကျင်သူကုလသမဂ္ဂအထူးကိုယ်စားလှယ်တောင်းဦးတို့ပူးပေါင်းပြီးထုတ်ပြန်ချက်တိုက်တွန်းလိုက်တယ်။မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဟောင်းဆိုင်ဖူဒင်းအဗ်ဒူလာတိုင်းနိုင်ငံသားရဲ့ဝင်ကြီးအားကာစစ်ဖီရိုမြာမြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂလွှတ်ခွင့်ကွန်စီမစ်ရှင်ဥက္ကဋ္ဌမူဇိုကီဒါရုစ်မန်မြန်မာနိုင်ငံဆိုင်ရာကုလအထူးအတန်တမန်ဟောင်းရန်ဟီလီနဲ့မြန်မာနိုင်ငံဆိုင်ကုလသမဂ္ဂဆက်လက်ရှာဖွေမစ်ရှင်ဥက္ကဋ္ဌဟောင်းခရစ်စီတိုဒိုတီတို့လက်မှတ်ထိုးထားပြီးထုတ်ပြန်ချက်ထဲမှာ ဒီလအတွင်းမလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးစနစ်ပွဲမြန်မာအာနာသိန်းစုစုကကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းပြသဖို့နောက်ဆုံးခွင့်ရဖြစ်ကြောင်းအာဆီယံနေနဲ့ရွေးကောက်ပွဲကိုအတိမံပြုဖို့လို့မပြောဘူးဆိုရင်မြန်မာပြည်တွေရဲ့ဆက်ဆက်တပ်ဖြတ်ခံရတာတွေကိုလက်လျှော်ရောက်မှာဖြစ်ပြီးမြန်မာဆီယံနာရှင်တွေကိုစုလက်ချီးမြှင့်သွားမှာဖြစ်တယ်လို့ဖော်ပြရတယ်မြန်မာနိုင်ငံရေပေါ်အာဆီယံမှာအမြင်နဲ့လှုပ်ဆောင်ချက်တွေကြောင့်ဆွေးနွေးပြောင်းလဲတက်ပြတ်ခံရမှုတွေပုံများလာသလိုနိုင်ငံပြတ်ကြရဆဲမှုတွေတိုးလာစေပြီးအနာသိန်းစုစုပြစ်နိုင်ကြလွန်ခွင့်ရနေတာကကလေးငယ်တွေရဲ့အပါအဝင် ။အရင်သားတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုပုံများလာနေလို့ထောက်ပြတယ်။လက်လွတ်မှာအနာသိစိအုပ်စုကတရင်ကျော်လာပညာမီထုံဝဲကျင်းပါနဲ့သခိုင်းတိုင်းချောင်းမြွနယ်တဲ့ကရွာတရားကိုလေချောင်းကနေတိုက်ခိုက်ခဲ့ရကြောင်းအနေနဲ့ဆက်ဆောင်တည်ဆောင်ခဲ့တဲ့အဲ့ဒီမတိုင်ခင်ကလည်းရခိုင်ပြည်နယ်ကျောက်တော်မြို့ကပုဂ္ဂလိကစာတင်ကြောင်လေကျောက်တိုက်ခိုက်ခဲ့မှုမှာကျောင်းသားလူငယ်နဲ့ဆက်နေဦးတည်ဆောင်ခဲ့တယ်။အော်တိုဘားလကိုရဲ့နေကအနာသိစ်ကောင်းဆောင်မြောင်းလိုင်းနဲ့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနဲ့ပြည်တော်တွေ့ဆုံပွဲပြီးမှမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးက ရွေးကောက်ပွဲလေလံဆောင်ကျေပွဲတစ်ပွဲဆဲလို့မယ်လို့ကတိပေးခဲ့ကြအောင်ဆဲအုပ်စုပိုင်းမြမအလင်းတင်းစာမပေါ်ပြခဲ့ပါတယ်။အာနာသိစ်ကောင်ဆောင်နဲ့အာဆီယံအဖွဲ့သားမြမနိုင်ငံဆိုင်အပုံသဘောတူညီချက်၅ချက်ကိုဆဲအုပ်စုဘက်ကလိုက်နာဖို့ကြက်ကွက်ခဲ့တဲ့အတွက်၂၀၂၂ခုနှစ်ကတည်းကမြမစစ်ကောင်ဆောင်တွေကိုအာဆီယံထိပ်သီးစီဝေးတရားခွင်အာဆီယံကပိတ်ပင်ထားပါတယ်။ ဒါအပြင်တိုင်းနိုင်ငံလုံးပြည်ခိုင်ရေးဆိုင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးပို့တာတွေအဆင်ပြေချောမွေတောင်းလို့ပို့စူးစမ်းနေရမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းမြို့သားညီညွတ်ဆွေရ NLD တိုင်းဒါလန်နဲ့ကိုင်ဖွဲ့နဲ့အရက်ဖက်လူမျိုးဖွဲ့စည်းပါဝင်ပါတဲ့ပါတိုက်တွေနဲ့ပူးပေါင်းပြီးဒီမိုကရေစီလမ်းပြမြေပေါ်တစ်ခုအကောင့်တွေပေါ်ဖို့ဆိုပြီးအာဆီယံကိုတောင်းဆိုထားပါတယ်ဆက်လက်ပြီးစစ်ကော်မရှင်ကပြုလုပ်မဲ့ ။ NCA ဆယ်နှစ်ပြည့်ခန္ဓာကိုပြည့်ရက်ဖွဲ့ကောင်းဆောင်နေအာဆီယံဆက်ဥက္ကဋ္ဌဘုတ်ချုပ်ကြီးရွတ်စစ်တရားစင်မရှိ။အာနာသိန်းဆက်ကော်မရှင်ကနေပြည်တော်မှာပြစ်လို့တဲ့တနိုင်ကလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စရီသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်ခန္ဓာကို၎င်းတို့နဲ့တိတွေ့ဆက်ဆံနေတဲ့လက်ကျန်ပြည့်ခတ်အဖွဲ့ကောင်းဆောင်ဘုတ်ချုပ်ကြီးရွတ်စစ်တရားစင်မရှိကြောင်းသိရတယ်။ဘောကြကြီးရုပ်စစ်ကရှမ်းပြည်ပြည်နယ်ဒူရာရဲ့ကောင်စီရဲ့ဥက္ကဋ္ဌဖြစ်လို့ NCA ရေးထိုးထားတဲ့လက်ကျန်ပြည်ခန့်အဖွဲ့ရဲ့မဟာမိတ်အဖွဲ့ 7EU Alliance ကောင်စာဖြစ်လဲတာဝန်ယူထားသူဖြစ်ပြီးရခိုင်နဲ့ NCA နှစ်ပတ်လည်နေ့တွင်မှ၎င်းကိုယ်တိုင်ဦးဆောင်တရားလှည့်ရှင်တယ်။ ရခိုင်နေမှာတော့ RCSS ကိုစလဲကိုသာဆဲလို့ပြီးရခိုင်တယောက်နေကြ KNU ဥက္ကဋ္ဌအောင်စောမှုတူစီဖုန်းနဲ့ပရိုဆော့ရှင်မတကေပြေတူစီဦးစီချုပ်တူဖို့ချုပ်စီဆော့ရှင်ဝ KNU KNL PC တူဥက္ကဋ္ဌနောက်ကပေါ်တူ ALP ဥက္ကဋ္ဌဒေါ်စောမြတ်ရစာလင်းတို့တယောက်နေကြသေးရတယ်ရခိုင်က NCA ကိုတိုင်းဒေသနဲ့ကိုင်ဖွဲ့စည်းဆဲဘွဲကနေလက်မရေးထိုးထားခဲ့တော့လဲဆရာနာသိမ့်ပြေနော် KNU CNF ABSD ရဲ့ PNL လို့ NSB 80နဲ့ NTU တို့က SIC Commission နဲ့တွဲဆောင်ဆွေးနွေးခြင်းမျှော်ပဲခုခံတော်လှန်ရေးရှိပါတယ် နောက်ဆက်အပ်ကြတဲ့အတွက်ဒုဗန်ကျေးဇူးတင်ရှိပါတယ်ရှင်။